ျွန်တော်အစွမ်းကုန်ကြိုးစားခဲ့တာပါမင်းညကကစားခဲ့တဲ့ပေါ်တူဂီနဲ့စပိန်တို့ရဲ့ initial ဘောလုံးပွဲကတော့ပြိသက်အကြိုက်ပွဲကြီးပကောင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။တာမန်ပွဲကစားချိန်မိနစ်60အတွင်းမှာနှစ်ခုနှစ်ခုရလက်နဲ့တည်ကြနေလို့အချိန်မိုဆက်ကစားခဲ့ပေမဲ့လေပွဲအပြင်းမပေါ်ဘဲနဲ့ပနတီပဲကန်ခဲ့ရပါတယ်။ပနတီမှာတော့ပေါ်တူဂီက9ခု3ခုနဲ့အနိုင်ရခဲ့ပြီးတော့ဒီနေ့ National League ပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့ပါတယ်။ National League ပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့တဲ့ပေါ်တူဂီအတွက်အထူးခြေစံပြကစားခဲ့တဲ့ကစားသမားတော့ Ronaldo ပါ။ဂျာမနီကို9ခု3ခုနဲ့အနိုင်ရရှိခဲ့တဲ့ National League Semi Final မှာ Ronaldo ဟာပေါ်တူဂီအတွက် တွက်အနိုင်ဂိုးကိုသွင်းပေးခဲ့တယ်လို့အဲ့ဒီအနိုင်ပွဲဟာပေါ်တူဂီအတွက်နောက်ဆုံး25မိနစ်တွင်မှာဂျာမနီကိုအနိုင်ရရှိခဲ့တဲ့ပထမအဆုံးနိုင်ပွဲလည်းဖြစ်ခဲ့ပါတယ်။ဘလူးပွဲမှာလည်းရော်နယ်ဒိုဟာနှစ်ဂိုးနှစ်ဂိုးနဲ့တည်ရဲ့ကြစီမဲ့အဖိုးတန်ချစ်ပါဂိုးကိုလည်းသွင်းပေးနိုင်ခဲ့ပါတယ်။ National League ပြိုင်ပွဲရဲ့စုပေးပွဲအခမ်းအနားမှာလည်းမျက်ရည်တွေနဲ့အောင်ပွဲခံနေတဲ့ရော်နယ်ဒိုရဲ့ပုံရိပ်တွေဟာပရိသတ်တွေအတွက်မမေ့နိုင်စရာဖြစ်ခဲ့ပါတယ်။ဝက်ဘီအင်တာဗျူးမှာရော်နယ်ဒိုကကလပ်ပေါင်းစုံနဲ့စုပလားပေါင်းများစွာရရှိခဲ့မှုပါတယ်။ဒါပေမဲ့ပေါ်တူဂီနဲ့အတူတူစုပလားကင်မြောက်ခွင့်ရတာတော့မချိုမိန်ခဲ့ဘူး။ဒီမျက်ရည်တွေဟာဝမ်းသာလို့ကြားတဲ့မျက်ရည်တွေပါဆိုပြီးတော့လည်းဖွင့်ရခဲ့ပါတယ်။ကွန်ဘာ ဗရိုနယ်ဒိုရေးဂိုးပေါင်းတစ်ထောင်ကျော်ဒီအတွင်းနိုင်ပါစီလို့လည်းဆုတောင်းပေးရယ်နော်